မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ April 15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်ဆက်တပ်ရဲ့စကားခဆက်နဲ့အနီးမှာရှိတဲ့စစ်စခန်းများကိုဝင်းရောက်တိုက်ခတ်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 14ရက်နေ့ညပိုင်းကစတင်ကကော့ကရိတ်မြို့နယ်ကျုံတိုးလမ်းပိုင်းမှာရှိတဲ့ခြေရွာများကို ဟာဝေဇာအမြောက်တင့်ငါတစည်းနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခဆက်နဲ့အနေမှာရှိတဲ့ရင်ခွဲတောင်နေရာတဝိုက်ကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ဒီကနေ့ AP လ15ရက်နေ့မနက်ပိုင်းအထိကိုတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တပ်ရဲ့ကြုံတိုးခမရ945တိုက်ရင်နဲ့ခမရ946တိုက်ရင်တို့ကညပိုင်းမှာ၎င်းတို့ထိန်းချုပ်ထားတဲ့ရင်ခွဲတောင်လမ်းမကနေပြီးတော့ပြည်သူများရှိနေတဲ့ ရေဘူးကြီးကော့ဝါလဲဝင်းပြနောင်တမန်တမင်တို့တောင်းကပရိုင်မိကလုံးနဲ့ကန်းဒီစတဲ့ကြေးရွာများကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့သိရပါဗါးအခုလိုမျိုးပြည်သူများကိုဥတီပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် KNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကရင်ခွဲတောင်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗါး ဒီကောင်တွေပြည်သူတွေရှိတဲ့ရွာတွေကိုညာတိုင်းလို့လို့လက်နဲ့ကြည့်နေတဲ့လိုက်ပြနေတာအဲ့ဒီတော့ KNL နဲ့ PDF တွေကတိမခံနိုင်တော့လို့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းပြီးတော့တိုက်တာအခုတိုက်ပွဲတွေပြင်းထန်နေတဲ့ရွာသားတွေကကမညာဘက်ရွှေပြူကျောင်းဘက်ကိုပြန်ပြီးတော့ရှောင်နေကြရတယ်လို့ကျုံတို့ဒေတာစီရေးတရေအေးမိကပြောပြထားပါတယ်အခုလိုမျိုးတိုက်ပွဲပြင်းထန်နေခြင်းကြောင့်ဒီနေ့ April 15ရက်နေ့မနေ့9နိုင်ကျော်ကမှကွန်ကရစ်တောင်ပိုင်းဝင်းကကြေးရွာဘက်ကိုအကြမ်းဖက်စစ်ကောင်စီက လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ညကစစ်တပ်ကပြစ်လိုက်တာကံမရိုက်ကြီးမိကလုံဘက်တောင်ကြားအင်းတမိန်တို့ဘက်ကိုကြားတယ်လို့ပြောတယ်။မိကလုံကဖောင်စိဘက်ကိုနှလုံးကျဲချတာမှာဖုံကြီးကြောင့်အလုံးကြီးအဆဆင်ပြီးတော့အိမ်သုံးလုံးထိသွားတယ်။လူအထိကိုက်တော့မရှိဘူး။အခုမနက်ကရင်ခွဲတောင်ဘက်မှာဖြစ်နေတာ။ခုနကပဲဝင်းကကြေးရွာဘက်ကိုလေရင်နဲ့ကျဲသွားတယ်။အထိကိုက်တာတော့မသိရသေးဘူးလို့ KNL မဟာမိတ်ပူပေါင်းစီရေးသတင်းအရင်းမြစ်ကပြောပြထားပါဗျ။လက်ရှိအချိန်မှာကျုံတုံးမြို့အဝင်းငွားချန်ကုန်းကရင်စုနယ်ကိုးတိုင်းငားတိုင်း ကော့ဝါလဲကျေးရွာများမှာအချက်မဲ့စစ်တပ်ကကာကင်းစစ်ကြောင်းများကိုဖြန့်ကျက်ပြီးတော့ကင်းမုံတွေချထားပြီးလေကြောင်းကနေလဲကင်းထောက်ပြန်တမ်းမှုတွေရှိနေတဲ့အတွက်ဒေသခံပြည်သူများဟာဂျိုင်းမြေရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာများနဲ့တာမညကျေးရွာတွေဘက်ကိုနေရဲဆုံခွာပြီးတော့ရွှေပြောင်းတိန်းဆောင်နေရတယ်လို့သိရပါဗျ။ပြည်သူများကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ရင်ခွဲတောင်နေရာတဝိုက်ဟာ DKBA, BGF နဲ့စစ်ကောင်စီတပ်များထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးတော့ကုန်တင်ကားများနဲ့ခရီးသည်တင်ကားများကို Water Gate များဖွင့်ကပတ်စံကောက်နေတဲ့နေရာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့ကမ်းနီကျေးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၆ဦးထက်မနည်းသေဆုံးပြီးတော့သေဆုံးသူအရေအတွက်တွေတိုးလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့တကြံအချက်နေ့ AP လ15ရက်နေ့မနက်7:30မိနစ်အချိန်မှာအချက်ပါဆက်တက်ကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့မှာရှိတဲ့ကမ်းနေကြေးွာဖုံကြီးချောင်းကိုတိုက်လေရင်နဲ့ဘုံများကျဲချပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဘုံကြောက်ရောက်ပောက်ကွဲမှုကြောင့် Probox ကာတစီဘော်ကိုကျောက်ရောက်ခဲ့ပြီးတော့ကာမောင်းသူအပါအဝင်ပြည်သူတို့ချုပ်ပွဲချင်းမိတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်ဖုံကြီးကျောင်းပေါ်မှာကြကြအကျက်နေဥပုပ်တီလာယူဖို့အတွက်လာရောက်ကြတဲ့ပြည်သူများလည်းဖိခိုက်တိတ်ဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။တေတာက Probox ကားပေါ်မှာက၃ယောက် ဘုန်းကြီးเจ้าဘောင်မှာကတော့အလောင်း၃လောင်းထပ်တွေ့ပါတယ်။တန်ကတော့၄ပါးနဲ့ဥပုပ်တီလာယူနေတဲ့ပြည်သူအယောက်20ကျော်ဒဏ်ရာရသွားတယ်။အခုတည်းကလေရင်တွေကဝဲနေတော့မယ်။တိုက်ပွဲတွေကဖြစ်နေတော့နယ်မြေကမအေးချမ်းနိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။လက်တလုံး AP လ14ရက်နေ့ညပိုင်းကစတင်ကကော့ကရိတ်မြို့နယ်ကျုံတို့လမ်းပိုင်းမှာရှိတဲ့ကြေးရွာများကိုအချက်မဲ့စစ်တပ်ကဟာဝေဇာအမြောက်တင့်ကားတစ်စီးနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်စစ်စရေးကိုကဲမှုဌာနချုပ်စကခဆက်နေအနီးမှာရှိတဲ့ရေခွဲတောင်နေရာတဝိုက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တက်ခိုက်နေတယ်လို့သိရပါတယ်ဒီကနေ့ April 15ရက်နေ့မနက်ပိုင်းအထိကိုတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ပြောပါတယ်အကြမ်းဆက်တဲ့ရဲကျုံတို့ခမရ945တက်ရင်နဲ့ခမရ946တက်ရင်တို့ကညတိုင်းလိုလို၎င်းတို့ထိမ့်ချုပ်ထားတဲ့ရေငွဲတောင်လမ်းမိုက်ကနေပြီးတော့ပြည်သူများရှိနေတဲ့ရေဘူးကြီးကော့ဝါလဲဝင်းပြနောက်တမန်တမိန်တို့တောင်ကန်ပရိုက်မိကလုံးနဲ့ကန်းဒီစတဲ့ခြေွာများကိုလက်နဲ့ကြီးများနဲ့ဇက်တိုက်ပြစ်ခတ်နေကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်လဝကျေးရွာအနီးမှာစစ်ကောင်စီတပ်များနဲ့ KIA တပ်များကြားတိုက်ပွဲများ၃ရက်ဆက်တိုက်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ကတေဆုံးထိခိုက်မှုများပြားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ23ရက်နေ့24ရက်နေ့နဲ့ဒီကနေ့ဧပြီလ25ရက်နေ့အထိကိုအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းအဖွဲ့များကစစ်ကြောင်းထိုးလာတဲ့အတွက် KIA တပ်များနဲ့တိုက်ပွဲများ စက်တိုက်ဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကလေကြောင်းတိုက်ခတ်မှုများလက်နက်ကြီးပစ်ခတ်မှုများဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။မနေ့ကညနေကလဝချေးရွာအနီးလီဒိုလန်တဝိုက်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လာပြီးတော့ဘုံကျဲသွားပါတယ်။တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတာ၃ရက်ရှိနေပြီ။ဒီမနေ့မှလည်းတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပါတယ်။ကာမိုင်းဘူဟာဂုံးကနေလည်းလက်နက်ကြီးတွေလှမ်းပြီးတော့ပစ်ကူပေးနေတယ်။လဝဘတ်ချန်းကိုမင်းစေတပ်ပြည်သူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက drone တွေနဲ့ဘုံတွေလိုက်ကျဲနေတယ်။ KIA ရှိတဲ့ဘက်ကိုဂျက်ဖိုက်တာနဲ့ဘုံလိုက်ကျဲနေတယ်။ လီတို့ပြည်သူစစ်နဲ့စစ်ကောင်စီအဖွဲ့တွေထိခိုက်ကြဆုံမှုတွေများတယ်လို့တော့သတင်းရထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောပြထားပါတယ်။အချက်မဲ့စစ်တပ်နဲ့ပူးပေါင်းအဖွဲ့များဟာလီတို့လန်တဝိုက်ကိုမြန်မြန်စိုးမိုးရန်ကြိုးပမ်းနေခြင်းဖြစ်ပြီးတော့ဖားကန်ဘက်ကလည်းစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ဒီရပိုင်းမှာဖားကန်ကိုဆိုလို့ရှိရင်အင်းတော်ကြီးဘက်ကနေစစ်ကောင်စီနဲ့ပူးပေါင်းစစ်ကြောင်းတွေကစစ်ကြောင်းထုတ်လာလို့တိုက်ပွဲဖြစ်တာတွေရှိတယ်။သူတို့ဘက်ကငားကောင်ကြတယ်။တနက်တွေလည်းတိမ့်မိတာတွေရှိတယ်။အင်းတော်ကြီးဘက်လမ်းကြောင်းဖားကန်ကနေတက်လာတဲ့လမ်းကြောင်းမှာနောက်တစ်ခုက မြေကြီးနာလောကဖားကတ်လမ်းတကြောမှာသူတို့ကဖားကတ်ကိုတက်လာအောင်လို့စစ်ကြောင်းထိုးနေတာရှိတယ်စစ်ကြောင်းနှစ်ကြောင်းသူတို့လှုပ်ရှားထားတာရှိတယ်လို့ KIA ရဲ့တရေရေးမိကပြောပြထားပါတယ်လက်တလုံးမှာအကြမ်းမဲ့စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များကြားမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့ဒီကနေ့ April 15ရက်နေ့မနက်10:43မိနစ်မှာလဲဒရဦးကနေတက်လာတဲ့ Jet Fighter နဲ့ကာမိုင်းမြို့လောကကြီးပါကိုလာပြီးတော့ဘုံများကျဲချသွားတယ်လို့ KIA တရေရေးမိကပြောပြထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရေးလေဖုံးကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်အရွယ်ကိုရင်ငယ်တပားနဲ့တန်ကားတော်တပားအပါအဝင်၃ဦးပြင်းထန်စွာဒဏ်ရာရရှိသွားပြီးတော့ဖုံးကြီးကျောင်းဟာလည်းလုံးဝပျက်စီးပြကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ14ရက်နေ့ညနေ6နာရီခန့်အချိန်မှာကျွန်းတောင်ရွာရေးလေဖုံးတော်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံနှလုံးဓာတ်ရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာရေးလေဖုံးတော်ကြီးကျောင်းက တ်တော်54နှစ်အရွယ်ရှိတယ်။ဥတံဝရအသက်အန္တရာယ်ဆိုရင်ရပြီးတော့အသက်9နှစ်အရွယ်ကိုရင်ငယ်တပါးနဲ့ကျောင်းဝေယဝက်ဆာလောက်ကန်ဆောင်ရွက်ပေးနေတဲ့ကပ္ပိယအမျိုးသားတအုပ်တို့ပြင်းထန်ဒဏ်ရာရရှိကာဖုန်ကြီးကြောင့်လည်းမိလောင်ပြချသွားတယ်လို့သိရပါဗျ။ညနေ6နာရီဝန်းကျင်လောက်ကဖုန်ကြီးတပါးရဲ့အသက်9နှစ်အရွယ်ကိုရင်လေးတပါးရဲ့တကြံတွင်ကာလာဆိုတော့ဖုန်ကြီးကြောင့်မှာဝေယဝက်ဆာလုပ်ပေးဖို့သွားတဲ့အသက်20အရွယ်အမျိုးသားတအုပ်ရဲ့ထိခိုက်ဒဏ်ရာအပြင်းထန်ရသွားပါတယ်။အဲ့ဒီမှာဖုန်ကြီးကတော့အထိခိုက်အများဆုံးပေါ့။ဖုန်းတော်ကြီးကြောင့်ကတော့မိလောင်ပြချသွားပါပြီ။ ဖုန်ကြီးတစ်ပါးကတော့ဒဏ်ရာတော်တော်ပြင်းတယ်လို့ဒေတာတွင်သတင်းရင်းတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်အသက်၈လနဲ့9နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ9ရက်နေ့ည9:00နာရီကအချိန်မှာမင်းတပ်မျိုးနဲ့ဖွေကြီးရွာကိုအကြမ်းမဆက်တက်ကလေရင်နဲ့နှစ်ချိန်ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဆက်တက်ရဲ့လေချောင်းတက်ခတ်မှုအတွင်းမှာအသက်၈လသားအရွယ်လူမမဲကလေးတအူအသက်9နှစ်အရွယ်ကလေးငယ်တအူနဲ့မတန်ဆွမ်းလူငယ်တအူအသက်80ဝန်းကျင်အရွယ်တက်ကြီးရွယ်အိုနှစ်ဦးအပါအဝင် ခရီးယန်ပါစတာတအူတို့တင်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လူနေအိမ်ဆက်နှလုံးနဲ့ခရီးယန်ဖျားเจ้าတချောင်းလည်းပြသခဲ့ရပြီးတော့မိလောင်ပြကြခဲ့ရတဲ့နေအိမ်တချို့လည်းရှိတယ်လို့သိရပါတယ်။ အချမ်းဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပေးဆုံးသွားတဲ့ဒူတွေနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့ဒူတွေကိုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထောက်ပံ့ငွေကြက်18သိန်း6000ကျပ်အပါအဝင်မင်းတပ်မြို့နယ်ပြည်သူများရဲ့ကုညီလူတန်းမှုများဖြစ်တဲ့အလူငွေစုစုပေါင်းငွေကြက်33သိန်း4000ကျပ်ကိုလည်းပေးဆုံးသူမိသားစုနဲ့နေအိမ်ပျက်စီးသူများနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုပံ့ပိုးကူညီပေးခဲ့တယ်လို့သိရပါတယ်။အလားတူပဲ ဧပြီလ23ရက်နေ့ကလည်းအကြမ်းမတ်ဆက်တက်ကမင်းတပ်မျိုးမှနှစ်ချင်းခရံဖျားเจ้าဝင်းကိုလေเจ้าကနေပြီးတော့ဘုံကျဲတက်ခတ်ရောင်းထိခိုက်ဒဏ်ရာရရှိသူသေဆုံးသူမရှိတော့လေဖျားเจ้าဝင်းအတွင်းထဲမှာရှိတဲ့အဆောက်အုံများအကြီးအကျယ်ပျက်စီးသွားကခရံပညာရေးယုံနေတကွာတမျိုးလုံးမှာရှိတဲ့လူနေအိမ်ယုံနေဝန်ထမ်းအိမ်ကအဆောက်အုံများအနည်းနဲ့အများထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျာ စစ်တပ်ရဲ့လုပ်ရက်ကိုပြောလဲဘာမှထူးမှာမဟုတ်လို့ဘာမှရှုံချတာကန့်ကွက်တာလုံးမနေတော့ပါဘူးစစ်အာဏာရှင်ဖျောက်ချဖို့လုံစရာရှိတာကိုတော့ဆက်လုပ်သွားရမှာပါပဲလို့မင်းတမ်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးဟာ၎င်းတို့ရဲ့လက်နက်ခဲယမ်းနေတဲ့အတူ CDF ဟာခါထမ်းမှာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဟာခါ266ဘူဟာဂုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးဟာ ် MA1 တနက်တလက် MA3 တနက်တလက်နဲ့ MA11 တနက်တလက်တို့နဲ့အတူ CDF ဟာခါထံမှာဆက်သွယ်ပြီးတော့အလင်းဝင်လာတာဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့ဒူတွေဟာစစ်မှုထမ်းဥပဒေနဲ့စစ်တပ်ထဲကိုအတရားတမှစုဆောင်းခံထားရတဲ့ဒူတွေပါသူတို့ရဲ့စစ်မှုထမ်းတပ်တန်းဆိုရင်လည်းတနည်းနည်းလောက်ပဲရှိသေးတယ်လို့ CDF ဟာခါကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အလင်းဝင်လာတဲ့ဒူတွေဟာလက်နက်ခဲယံတွေကိုယူဆောင်လာတာကြောင့်၎င်းတို့ကိုလက်နက်ရဲ့တံပိုးအလိုက်စုချင်းဝင်များကိုချိမြင့်ပေးကလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့ CDF ဟာခါကတာဝန်ရှိသူကပြောဆိုထား ထားပါတယ်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ဝင်ကိုဗတ်ပြောင်းကျင်တဲ့သူတွေကို CDF ဟာခါကအမြဲတမ်းကြိုးဆိုကြောင်းနဲ့လုံခြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူပေးသွားမယ်လို့လည်းပြောဆိုထားပါတယ်ပြည်ကရဲအေပီလာ6ရက်နေ့ကလည်းဟာခါမြို့မှာစစ်မှုထမ်းဥတွေနဲ့စစ်ကောင်စီရဲ့အတရားတမတပ်သားတဲ့စုဆောင်ခံလိုက်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးဟာလက်နဲ့ခဲရတဲ့အတူ CDF ဟာခါထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ